ပိတ်သက်တသိန်းဝင်ဆံမဲ့မန်ချက်စတာယူနိုက်တက်ရဲ့ဘောလုံးကွင်းသစ်စီမံကိန်းပိတ်သက်တသိန်းဝင်ဆံမဲ့ထီးပုံတံတာဝါတိုင်း၃တိုင်းပါမန်ချက်စတာယူနိုက်တက်ရဲ့ဘောလုံးကွင်းသစ်ဒီဇိုင်းထွက်ပေါ်လာခဲ့ပါတယ်။ပေါင်၂ဘီလီယံကုန်ကျမဲ့မန်ယူသင်းကွင်းသစ်ဟာလက်ရှိအိုးထရက်ဖို့ကွင်းရဲ့အနောက်ဘက်မှာတည်ဆောက်သွားမှာဖြစ်ပြီးအချိန်ကာလအဖြစ်၅နှစ်အတွင်းမှာ ပြီးစီမယ်လို့ဆိုပါတယ်။ကိုင်းပေါ်မှာထီးပုံသဏ္ဍာန်တာဝါ၃နိုင်ပါရှိပြီးတော့အသင်းရဲ့ logo မှာပါဝင်တဲ့ခရင်ကွားခွဲကအသွာ၃ချောင်းကိုရည်ညွှန်းထားတာဖြစ်တယ်လို့သိရပါတယ်။ခင်မပစ္စည်းကိရိယာတွေပါဝင်လာမှာဖြစ်ပြီးပေးသက်တွေအနေနဲ့ကိုင်းနဲ့ပုံမနီးကပ်စီမဲ့ပွဲကြည့်တဲ့ဒီဇိုင်းမှာရည်ဆွဲထားတယ်လို့သိရပါတယ်။အထူးသဖြင့်တော့အိမ်ကွင်းဖီအားပုံမရရှိစေဖို့အတွက်စူညာတဲ့ပိတ်သက်အတံတွေကိုလည်းဖန်တီးနိုင်မယ်လို့သိရပါတယ်။ ပြည်ထောင်နိုင်ငံရဲ့အကြီးအမားဆုံးဘောလုံးကွင်းဖြစ်လာမှာဖြစ်ပြီးတော့ကမ္ဘာအကောင်ဆုံးဘောလုံးကွင်းဖြစ်လာဖို့လှုံ့ဆော်သွားမယ်လို့လည်းအသင်းရဲ့ပူရဲပန်ရှင်ဖြစ်တဲ့စာဂျင်ရက်ကလစ်ကပြောကြားသွားပါတယ်